2025ခုနှစ်မေလ28ရက်ဒီနေ့အင်္ဂါနေ့အတွက်ခေါင်းရသားမီးများရဲ့တဲတော်ကံကြမ္မာနမိတ်ကတော့နံပါတ်3 The Empress ဆိုတဲ့ဘုရင်မဆိုတဲ့သင်္ကေတဖြစ်ပါတယ်။အလေးပင်ကတော့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေအတွက်အခွင့်အရေးကောင်းရမယ်၊သတင်းကောင်းရမယ်။အလုပ်တွေနဲ့ပတ်သက်ပြီးအဆက်အသွယ်ကောင်းတိုးချဲ့ရမယ်တွေကြုံမယ်။ဒီကဒီတဲတော်နမိတ်ရအခွင့်ဆောင်တဲ့သူ၊မွေးဖွားတဲ့သူမျိုးကို အကူအညီပေးရတတ်ပါတယ်။ ဒီနေ့မှာမိရှုတန်ရင်ဖွင့်မြင်ကြတဲ့ရင်သွေးရနာရီအတွက်ကတော့မာဘုတ်ဗေနနိယအင်္ဂါနေ့ဘွားတိုက်ပွားဇာလာရှင်တွေဖြစ်ကြပါတယ်။တိုက်ရဲ့သဘောတရားဟာကြီးပွားချမ်းသာအောင်မြင်ဖို့အတွက်အခွင့်အရေးမဲ့သူများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာ။ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့ကုသိုလ်ရတဲ့ဟာလမ်းညွှန်ရမယ်ဆိုရင်တော့ဒီနေ့မွေးနေ့ရှင်တွေအတွက်တစ်နှစ်လုံးကံအလွန်ကောင်းမှုလို့အတွက်တိလရှင်ဆရာလေးတစ်ပါးပါကိုငပြောသီးမှတ်တပိလှူဒါန်းခြင်းအဖြစ် သိသာသာအခွင့်အကောင်းတွေရပါလိမ့်မယ်ဒီနေ့အတွက်အကျိုးပေးစုံမှုကဏ္ဍတွေကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကန်ကောင်းမှုလို့တွက်ကတော့ရေသတ္တဝါတွေဖြစ်တဲ့ငါတို့လက်တို့ကိုအစာရဏပြုခြင်းအပြင်သိသာသာငွေကန်ကောင်းပါလိမ့်မယ်ထို့အတူစတိုးဆိုင်တွေကုန်းစုံဆိုင်တွေလက်ဖက်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့တွက်ကတော့ဆိုင်ရှိမျက်နှာသာကိုကြားနှဲငယ်ကျက်ပက်ပြီးဆူတောင်းလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာ အယောင်ထိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်ကတော့ပန်းသီးလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအဖြစ်အယောင်တွက်သွားပါလိမ့်မယ်ထို့သူအမှုအခင်းကြုံနေရသူရှိရဆိုရင်တော့အမှုကြုံနေရသူရဲ့အမိကိုငပြောသည်အမှတ်တစ်လုံးမှရစ်ပြီးစီးနေတဲ့ရင်မှာတော့ရင်ပြောလိုက်ခြင်းအဖြစ်အမှုအချုပ်တွေကလွန်မြောက်ဖို့အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်ထို့သူအရှိအမြတ်တားအိမ်တော်ကြီးကိစ္စတွေမှာအေဂျင့်တာယာဖို့လို့တို့ကတော့နှိစက်တဲ့တီလာရှင်ဆရာလေးတစ်ပါးပါကိုကောင်းကျင်းစွာ ။အောင်းငင်းဆန်အဖြူတပြည်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာ။